စစ်တွေမျိုးကနေစစ်ပီးတင်းချောင်ဖို့သွားရဲစစ်တွေဒီတာခံအယောက်30ကျော်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်ဖမ်းဆီးခံခဲ့ရတဲ့စစ်တွေဒီတာခံအယောက်30ကျော်အထက်မှာကလေးငယ်တွေနဲ့အမျိုးသမီးတွေလေးပါဝင်ပြီးစစ်တွေမျိုးနေပြိုင်းဖြူကြီးရွာကကြီးရွာသား10ယောက်လေးပါဝင်တယ်လို့သိရပါတယ်သူတို့ဟာပြီးခဲ့တဲ့ဧပြီလ20ရက်နေ့ညနေ9:00လောက်မှာ စစ်တွေမျိုးကနေပေါတော်မျိုးနေကိုတွားရောက်စစ်ပီးတင်းချောက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာစစ်တွေမျိုးမိဇံရက်ွက်က BHT Korea စက်ကန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာပါဖမ်းဆီးခံရသူတွေဟာစစ်တွေမျိုးရင်းတိုက်ပွဲတွေဖြစ်ပွားလာမှာကိုစိုးရိမ်တာအလုတ်ကင်ရှာပါတာစားနေအခါတွေပြက်လက်တာစတဲ့အခက်ခဲတွေကြောင့်စစ်တွေမျိုးကနေလွမြောက်မြေမြေပေါတော်မျိုးနေကိုစစ်ပီးတင်းချောက်ဖို့ ပွေးစားတွေနဲ့ချိတ်ဆက်ထွက်ခေါ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာဖမ်းဆီးခံလိုက်ရတာလို့စစ်တွေမျိုးခန့်တယောက်ကပြောပါရယ်။အဲ့ဒီလိုစပီးတင်းရှောင်ဖို့အတွက်တယောက်ကိုငွေကျပ်စေသိန်းစီပွေးစားကိုပေးဆောင်ခဲ့ရတယ်လို့လည်းသိရပါရယ်။